မင်္ဂလာပါဒေါက်တာနန်တော်ဖာတာကာလကတာမြန်မာပြန်ဆိုထားတဲ့ဗုဒ္ဓဓမ္မဆွေးနွေးချက်များဆောက်ထဲကအစီကံဗုဒ္ဓဝါဒကောင်းစဉ်အောက်ကမိဂုံးရဲ့အဖြစ်များကိုဖတ်ပြပူဇော်ခြင်းပါတယ်မိဂုံးဗုဒ္ဓရဲ့အတ္တိကကြတဲ့လမ်းညွန်တရားတော်တွေကရောဘာတွေပါလဲအဖြစ်ဘိန်းဝိုင်းတစ်ခုရဲ့ဘိန်းဝင်နဲ့ထောက်တန်းတွေဟာ ပုံတောင်ချက်မှမှာဘို့ဟုတ်ပြကြသလို ဗုဒ္ဓတရားတော်တွေအလုံးဟာမြင့်မြတ်သောတစ္ဆာလေးပါးမှာပဲပဟုပြုကြပါဗါတယ်။အဲ့ဒီတစ္ဆာလေးပါးတရားဟာမျိုးစားအားဖြင့်၄မျိုးလေးစားရှိတာကြောင့်၄ပါးလို့ပြောရတာဖြစ်ပါတယ်။အဲ့ဒီတရားကိုသဘောပေါက်နားလည်သူဟာမြင့်မြတ်သူဖြစ်လာပါတယ်။ဒါကြောင့်မြင့်မြတ်သောလို့ဝိသေသနာပြုရတာပါ။တကယ်ပဂတိအဖြစ်အတိုင်းပဲမှန်ကန်တဲ့အတွက်ကြောင့်အမှန်တရားတစ္ဆာလို့ခေါ်ဆိုရတာဖြစ်ပါတယ်။မေကော ထမဆုံးသော အရိယသစ္စာတရားကဘာပါလဲအဖြေဘဝဟာဒုက္ခတသက်ပဲဖြစ်တယ်ဆိုတဲ့အချက်ဟာပထမအရိယသစ္စာပါပဲဘယ်ဘဝမှာပဲဖြစ်ဖြစ်ဘဝတစ်ခုခုမှာရှင်သန်နေထိုင်နေဆိုရင်ဆင်းရဲခြင်းဒုက္ခဆိုတာကိုမလွှဲမသွေရင်ဆိုင်ရမှာပါပဲဒုက္ခတစ်မျိုးမဟုတ်တစ်မျိုးကို မခံစားရဘဲနေတော့ဘယ်ဘဝမှာပဲဖြစ်ဖြစ်ရှင်သန်နေထိုင်လို့မရနိုင်ပါဘူးမိမသားနှာမကျန်းဖြစ်ရမှုတ ထိခိုက်ဒဏ်ရာရမှုမောပန်းရွက်နေမှုအိုမင်းရင်ရောင်မှုတွေအပြင်နောက်ထပ်တည်ကြည်ပျက်စီးရမှုစတဲ့ရုပ်ပိုက်ဆိုင်ရာဒုက္ခစုတွေနဲ့တကွအထီးကျန်ဖြစ်ရတာစိတ်တက်ကြဆင်းရတာဆိုရင်ပူဆွေးရတာစိတ်စနိုးစနောက်မချင်မရဖြစ်ရတာဒေါသဖြစ်ရတာတွေလိုမျိုးစိတ်ပိုင်းဆိုင်ရာဒုက္ခတွေကိုပါဘဝမှာ ရှင်သန်နေထိုင်သူမှသမျှတွေ့ကြုံခံစားနေကြရတာပါပဲမိကော ဒါဟာအပြည့်မြင်ဝါဒအနှဲငယ်ဆံမနေဘူးလားအဖြေအပြည့်မြင်ဝါဒကို အပိဓာမဖြစ်เสียရှိကြတွေဟာဘာပဲဖြစ်ဖြစ် အဆိုးအနေနဲ့ပဲဖြစ်ပေါ်လာလိမ့်မယ်လို့တွေးထင်တတ်တဲ့အကျဉ်းဒါမှမဟုတ်အဆိုးဟာအကောင့်ထက်အင်အားတတိပုံမကြီးမရဲလို့ယူဆတဲ့ယုံကြည်မှုတရားလို့ဖွင့်ဆိုပါတယ်ဗုဒ္ဓဝါဒဟာဒီယူဆပုံနှမျိုးလုံးနဲ့မနှိမ့်ဆက်သလိုပျော်ရွှင်ချမ်းမြေ့မှုဆိုတာရှိတယ်ဆိုတာကိုလည်းမငင်းပါဘူး ဘဝမှာဘသူကမှငင်းကွယ်လို့မရနိုင်တော့အောင်မှန်ကန်ပြီးတိတာလာတဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဒုက္ခတွေနဲ့ရင်ဆိုင်ဆုံစည်းပြီးတော့အသက်ရှင်နေထိုင်ကြရတာပဲဖြစ်တယ်လို့ရိုးရိုးလွယ်လွယ်ကလေးပဲဗုဒ္ဓဘာသာကဆိုပါတယ်။ကမ္ဘာဘာသာတရားအများစုတွေရဲ့အတိအကျကြတဲ့အခြေခံသဘောတရားတွေဟာ နားလေဘူးတော့ခက်ခဲလာပါတယ်။ဒါမှမဟုတ်ရှင်းလင်းဖော်ပြဘူးတော့မဖြစ်နိုင်တော့တဲ့ဒဏ္ဍာရီတွေရုပ်ကြီးချက်တသက်တွေပဲဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာမှာတော့ဘယ်သူမှမရှောင်လွှဲနိုင်တဲ့အတွေ့အကြုံတွေကိုအခြေပြုပြီးစတင်တယ်။လူတိုင်းတည်ထားကြတဲ့လူတိုင်းတွေ့ကြုံဖြတ်သန်းရတဲ့အရာတွေဒုက္ခတွေနဲ့စတင်တယ်။ပြီးတော့ဒီဒုက္ခဆိုတဲ့အရာကိုပဲဒီလူသားတွေအလုံးကကြော်ဖြတ်ဖို့စူးစမ်းနေကြရတာပါ။အဲ့ဒီလိုလူတဦးချင်းစီတိုင်းနဲ့တဆိုင်နဲ့ပဓာနာကြတဲ့ဒုက္ခနဲ့ဒီဒုက္ခကိုဘယ်လိုကြော်လွှားနိုင်မှလဲဆိုတဲ့အချက်ကိုပဲတန်တန်မမတ်ဆူဆဆိုင်ဟောညွန်ထားတဲ့အတွက်ကြောင့်မို့လို့ ဗုဒ္ဓဝါဒဒီတာလင်တကယ်စစ်မှန်တဲ့စကြဝဠာဘာသာဖြစ်ပါတယ်မိကွန်ဒုတိယမြောက်အရိယသစ္စာတရားတော်ကဘာပါလဲအဖြစ်ဒုတိယသစ္စာကတော့အထက်ကဆိုခဲ့တဲ့ဒုက္ခဟုသမျှဟာလူလောင်းတတာမှုတဏှာသမှုတရားအကြောင်းခံကြောင်းဖြစ်တယ်ဆိုတာပါပဲစိတ်ပိုင်းဆိုင်ရာဒုက္ခတွေကို ရှုမြင်သုံးသပ်ကြည့်ရင်ကိုပဲ ဒီစေတသိက်ဒုက္ခတွေဟာတဏှာကြောင့်ဘယ်နှီးဘယ်ပုံဖြစ်ပေါ်လာရတယ်ဆိုတာကိုသိမြင်ဖို့မခက်လာပါဘူး။တစုံတရာကိုတဏှန်ဆွဲဖြစ်နေတဲ့အခါရှားနိုင်ခြင်းလည်းမရှိဘူးဆိုရင်စိတ်တဟာထိုးကျသွားတတ်တယ်။တစုံတရာဘောကိုက ဖြစ်စေခြင်းသလိုမျိုးဖြစ်မလာတဲ့အခါကို့အလိုပါမလာတဲ့အခါမှလည်းစိတ်ဆင်းရဲတာပါပဲ။တခြားသူတွေကကို့ကိုလိုလားနှစ်သက်တာခုံမင်မျက်နှာတက်မှုထားတာတွေကို ခံယူလိုပေမဲ့တကယ်ဘဝမှာအဲ့ဒီလိုမျိုးတွေဖြစ်မလာနိုင်တဲ့အခါမှာတော့ထိခိုက်ခံစားကြရပါတယ်။လူလားတတ်မှတ်တဲ့အတိုင်းတစုံတရာကိုလက်ဝဲပိုင်ပိုင်ရရှိတဲ့အခါမျိုးမှာတော့အခါခတ်သိမ်းအပြည့်အဝပျော်ရွှင်ခြင်းနဲ့နိုင်သေးတာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအရာကိုရရှိပြီးတိတ်မကြခင်မှာပဲဒါကိုညှိငွေလာပြီးစိတ်ဝင်စားမှုတွေလျော့ပါသွားတတ်ပါတယ်။နောက်ထပ်အသည့်အဆန်းလေးတွေကိုပဲတတ်မှတ်စာပြုလာတတ်ပါတယ်။ ဒါကြောင့်ရိုးရိုးကလေးတွေးကြည့်ရင်ကိုပဲကိုလိုချင်တဲ့အရာကိုရရှိခြင်းဆိုတဲ့အချက်ကတော့ခိုင်မာတဲ့ပျော်ရွှင်ချမ်းမြေ့မှုစိတ်ချရတဲ့ကျင့်တဲ့နှစ်သက်မှုမျိုးကိုဖြည့်ဆွမ်းမပေးနိုင်ပါဘူး။ဒါဟာဒုတိယသမုဒိယသစ္စာရဲ့အတိတ်ပဲပဲဖြစ်ပါတယ်။ဒီတော့ကိုလိုချင်တဲ့အရာကိုရယူနိုင်ရေးတခုရဲ့အတွက်ကြီးဒီဇိုင်းမမတ် ရှာချင်ရည်ထက်အဲ့ဒီလိုလိုချင်မှုကိုပဲထိတ်ချုပ်ဖို့စူးစမ်းပြီးတော့ အဲ့ဒီလိုချင်မှုဆိုတာကပဲလူရဲ့ခြေနဲ့ရောင်ရဲမှုနဲ့ပျော်ရွှင်ချမ်းမြေ့မှုတွေကိုရော့ပါပျောက်ဆုံးသွားစေတာဖြစ်ပါတယ်။မိကောဒီလိုချင်မှုဆန္ဒနဲ့တောင်းတမှုတနာတွေကဘလို့လုတ်ပြီးရုပ်ပိုင်းကာယကဒုက္ခတွေကိုဖြစ်ပွားစေတာပါလဲ။အဖြေဟိုဟာပြီးဒီဟာဒီဟာပြီးတော့ဟိုဟာစသဖြင့်ဘဝတက်တန်းနဲ့အမျှလိုချင်တတ်မှတ်မှုတွေက အထူးသဖြင့်တဏှာက တရဝါတူမွေးဖွားပေါ်ပေါက်စေလောက်တဲ့တတိပြည့်ဆွမ်းရင်တရက်ကိုစက်တိုက်ဖြစ်စေဖို့ဖန်တီးပေးပါတယ်။ဒီလိုနဲ့ပြန်လည်မွေးဖွားလာတော့ကိုခန္ဓာဆိုတာကိုပိုင်ဆိုင်ရရှိလာတာဖြစ်ပါတယ်။ရှေ့မှာဆွေးနွေးခဲ့တဲ့အတိုင်းခန္ဓာအိမ်ကိုရလာတာဟာဒဏ်ရာအနန္တရတွေယောဂဘေးဖြစ်ပွားကြရမှုတွေကို မုတ်ချရွာလဲဖြစ်လဲတဲ့ခန္ဓာဖြစ်ပါတယ်။အလौဒံကြောင့်လည်းပဲပင်မမောဟိုက်ပြီးတော့အစင်းရဲနိုင်တယ်။ ။အိုမင်းညင်ယောမူတန်ကိုလည်းခံစားရတယ်။နောက်ဆုံးမှာတော့တေချင်းတရားနဲ့ဏိကုံချုပ်ရတာပါပဲ။ဒါဟာဘဝအတ္တတွေကိုဖြစ်စေနိုင်စွမ်းတဲ့အတွက်ကြောင့်လိုချင်မှုတဏှာကာယိကဒုက္ခတွေကို ဖြစ်ပွားစေပုံဖြစ်ပါလေ။မိကုံဟုတ်ပါပြီ။ဒီအတိုင်းဆိုရင် လိုလားမှုကိုရက်ဆိုင်လိုက်တာနဲ့တစုံတရာကိုဘယ်တော့မှလည်းရစရာလမ်းမရှိတော့ပါဘူး။ ဒါမှမဟုတ်အောင်မြင်မှုဆိုတာလဲဘယ်တော့မှရှိကြတော့မှမဟုတ်တော့ဘူးပေါ့အဖြေဟုတ်ပါတယ်ဒါပေမဲ့ဒီနေရာမှာဗုဒ္ဓဟောတော်မူတာကလိုချင်မှုတွေတက်မှတ်မှုတွေကိုမှာရှိနေပြီးသားဘယ်တော့မှ မတင်းတိမ်မှုတွေပြီးတော့ပို၍ပို၍ပိုင်ဆိုင်လိုမှုတွေကဒုက္ခအထွေတွေကိုပဲဖြစ်ပွားစေပါတယ်။ဒါကြောင့်ဒီလိုချင်မှုကာမမိစ္ဆာဆန္ဒတွေကို လိုလားတောင်းတမှုကာမတဏှာတွေကိုတော့ ရက်ဆိုင်ပြစ်တဲ့လို့ဟောတော်မူပါတယ်။ဗုဒ္ဓကလိုအပ်မှုနဲ့လိုချင်မှုကို ခွဲခြားပြီးတည်ကြဖို့ပြီးတော့လိုအပ်တာတွေကိုစူးစမ်းရှာဖွေဖြေရှင်းကြဖို့ ਨੇ လိုချင်တာတွေကိုတော့တစတစရှော့ချပြီးပြုပြင်သွားကြဖို့ဆုံးမတော်မူပါတယ်။လိုအပ်ချက်ကိုဖြည့်ဆည်းပေးလို့ရနိုင်ကောင်းပါရဲ့။ဒါပေမဲ့လိုချင်တာကြတော့အဆုံးမဲ့ကြောက်အတွင်းပဲတဲ့။ဘယ်တော့မှဖြည့်မပြည့်နိုင်ပါဘူးတဲ့။ မရှိမဖြစ်တဲ့အခြေခံကြတဲ့ဖြည့်စီပေးလို့လည်းရကောင်းတဲ့လိုအပ်ချက်တွေဆိုတာရှိတတ်ပါတယ်။အဲ့ဒါတွေအတော်တော်စူးစမ်းကြဖို့သင်ပါတယ်။အဲ့ဒီနယ်ပယ်ကိုကြော်လွန်တဲ့ဆာလောင်မွတ်သိမ့်မှုတွေကြတော့တစတစရော့ပါသွားအောင်ပဲစူးစမ်းတင်ကြပါတယ်။လူရင်းပြောရရင်ဘဝရဲ့အတိတ်ပဲဘဝရဲ့ရည်ရွယ်ရင်းကဘာတယ်လဲ။စိတ်နဲ့နှစ်သိမ့်မှုရှိပြီးပျော်ရွှင်ချမ်းမြေ့ဖို့ပဲမဟုတ်ပေဘူးလား။မေကော နောင်ဘဝနှင့်ပတ်သက်လို့စကားဆက်မိပြီဆိုတော့နောင်ဘဝရှိကြောင်းခိုင်လုံတဲ့အထောက်အထားတွေပါတွေကရှိပါသလားအဖြေရှိပါတယ်အထောက်အထားတွေတပုံစီးပါပဲဒါပေမဲ့ဒီကိစ္စကိုနောင်မှကြည်ကြဲပြန့်ပြန့်ဆွေးနွေးကြရအောင်မိကွန်တတိယမြောက်အရိယသစ္စာကပါပါလေအဖြေတတိယမြောက်သစ္စာကတော့ဒုက္ခကိုကြော်လွန်လို့ရနိုင်တယ် ဒုက္ခကိုကြော်လွန်ပြီးရင်ဒုက္ခချမ်းသာကိုလည်းရနိုင်တယ်ဆိုတဲ့အချက်ပါပဲဒီတစ္ဆာဟာတစ္ဆာလေးပါအနက်အရေးပါဆုံးလည်းဖြစ်ပါတယ်အကြောင်းကဒီတစ္ဆာအရာဗုဒ္ဓကစစ်မှန်တဲ့တန်တိဒုက္ခနိဗ္ဗာန်ချမ်းသာနဲ့ကျေနပ်နှစ်သက်မှုဆိုတာတွေဟာတကယ်ဖြစ်နိုင်ကြောင်းအာမခံချက်ပေးထားလို့ပါပဲဘဝမှာကြုံရဆုံရတတ်တဲ့ခံစားမှုကမကုံအာယုံတွေကို အခန့်အတမဲ့တောင်းတမျှော်လင့်နေတာမျိုးတွေမရှိသေးပဲပျော်ရွှင်ချမ်းမြေစွာဘဝမှာဝင်လာတတ်တဲ့အခက်အခဲတွေကိုကြောက်ရွံ့ဆိုးရိမ်မှုတွေမနာလိုအမုန်းပွားမှုတွေစိုးရိမ်ဒေါပရာတွေနဲ့မတုတ်ပြန်မဲခန္ဒီဝါရနဲ့တိတိငင်ငင်စန့်စန့်ခံပြီးတော့အကျိုးမဲလာတဲ့ဆာလောင်မှုတိတ်မှုတနာကိုပယ်ဆွမီနေ့စဉ်ဘဝမှာမမိမလျော့နေတတ်ထိုင်တလောင်လိလာကျင့်သုံးသွားမယ်ဆိုရင်တော့ဘဝမှာပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ရှိမှအမှန်ပါပဲ။ အဲ့ဒီတော့မာဘဝဟာပြည်စုံတဲ့အထိပ္ပယ်ကိုဆောင်းလိုက်မယ်။မိမိတယောက်တည်းရဲ့တကူကောင်းဆန်တဲ့လုံအင်ဆန္ဒတွေကိုကြီးဖြည့်ဆည်းပြည့်နေဖို့တိတ်အချိန်မလိုတော့အတွက်ကိုယ့်ဘဝစဉ်ကတကယ်အကူအညီလိုသူတွေကိုကူညီဖို့အချိန်တွေပိုရလာမယ်။ဒီအချိန်ဤကိုလည်းငြိမ်းချမ်းမှုနိဗ္ဗာန်လို့ခေါ်တာပါပဲ။အလားတူပဲစိတ်ပိုင်းဆိုင်ရာစိတ်သိက်ကဒုက္ခတွေအလုံးကနေလွတ်မြောက်သွားပြီဆိုရင်တော့ဒါဟာတကယ်နိဗ္ဗာန်အစစ်ပါပဲ။မေကော ။နိဗ္ဗာန်ဆိုတာဘာလဲ?နိဗ္ဗာန်ဟာဘယ်နေရာမှာတည်ရှိပါသလဲ?အဖြေ။နိဗ္ဗာန်ဆိုတာကာလဒေသတွေနဲ့မဆိုင်တဲ့ကာလဒေသလွန်သက်လို့အခြေအနေတရပဲဖြစ်ပါတယ်။ဒါကြောင့်နိဗ္ဗာန်နဲ့ပတ်သက်လို့ပြောဆိုဆွေးနွေးဖို့ဒါမှမဟုတ်စဉ်းစားတွေးဆကြည့်ဖို့ဆိုတာတောင်အတော်လေးခက်ခဲပါတယ်။စကလုံးတွေနဲ့တွေးဆမှုတွေဆိုတာကာလဒေသအခြေအနေတရကိုဖော်ပြဖို့အတွက်လောက်သာလုံလောက်ပါတယ်။ အချိန်ကာလနဲ့မသက်ဆိုင်လို့ကာလလွန်အခြေအနေဖြစ်တဲ့နိဗ္ဗာန်ဟာရွှေ့ရှာမှုသဘောမရှိပါဘူး။မရွှေ့မရှားပဲတည်မြဲတဲ့သဘောအစ္ဆန္ဒပဲဖြစ်ပါတယ်။အိုမင်းရင်ရောမှုတည်စေပျက်စီးရမှုမရှိတဲ့သဘောအစ္ဆန္ဒလည်းဟုတ်ပါတယ်။ဒီလိုနဲ့နိဗ္ဗာန်ဆိုတာထာဝရသဘော ဖြစ်ပါတယ်။ဒီသားနဲ့မသက်ဆိုင်တဲ့အတွက်အကြောင်းအရာလည်းကင်းအပိုင်းခြားလည်းကင်းပါတယ်။ဒါကြောင့်နိဗ္ဗာန်ဆိုတာအတ္တလည်းမဟုတ်အနတ္တလည်းမဟုတ်တဲ့ ကန့်တတ်လို့မရကောင်းတဲ့အနတ္တသဘောပဲဖြစ်ပါတယ်။ဘုရားကတော့နိဗ္ဗာန်ဟာအမြင့်မြတ်ဆုံးသောအချက်သာမဟာတဏိဒုက္ခဖြစ်ကြောင်းနိဗ္ဗာန်နံပရမတ်ဒုက္ခံလို့မိန့်တော်မူခဲ့ပါတယ်။မိဂွန်ဒါပေမဲ့အဲ့ဒီလိုမျိုးသဘောကို ဆောင်တဲ့အခြေအနေတရရှိတဲ့ဆိုတဲ့အထောက်အထားကိုရှိပါသလား။အဖြေဒီလိုအထောက်အထားမျိုးတော့မရှိပါဘူး။သို့တော့နိဗ္ဗာန်ရှိတယ်ဆိုတာကို ကောက်ချက်ချနိုင်ပါတယ်။ ကာလဒေတာပြဋ္ဌာန်းတဲ့အတိုင်းအစတည်းရရှိပြီးလက်တွေ့မျက်မြင်ဒိဋ္ဌဓမ္မဖြစ်တဲ့ဒီလောကကြီးမှာကာလဒေတာပြဋ္ဌာန်းတာကိုထောက်ရင်အဲ့ဒီလိုမျိုးကာလဒေတာမပြဋ္ဌာန်းတဲ့အတိုင်းအစအနေထားတည်းရလဲရှိမှာပဲလို့ကောက်ချက်ဆွဲလို့ရပါတယ်။ဒါအပြင်နိဗ္ဗာန်ရှိကြောင်းအထောက်အထားအခိုင်မာမပြနိုင်သည့်တိုင်အောင်နိဗ္ဗာန်ရှိကြောင်း ဟောတော်မူခဲ့တဲ့ဗုဒ္ဓမုဆုချက်စကားတော်တွေရှိပါတယ်။ဗုဒ္ဓက မမွေးဖွားတော့ခြင်းအစာတိမဖြစ်ပေါ်တော့ခြင်းအနုပါဒမပြုတ်ပြင်းမစီရင်ရခြင်းအတင်ခတ္တမဆူဝေးမပေါင်းစုံတော့ခြင်းအတန်နိစရာဖြစ်သောတခုသောဓမ္မရှိ၏အကယ်၍သာဤအစာတိအနုပါဒအတင်ခတ္တနှင့်အတန်နိစရာသဘောတို့သည်မရှိကြညာအံမွေးဖွားမှုစတိဖြစ်ပေါ်မှုဥပါဒပြုတ်ပြင်းစီရင်မှုတင်ခတ္တ ပေါင်းစုံစုစည်းမှုတန်နိစရာတို့မှလွတ်မြောက်ခြင်းဝိမု ക്തി နိဗ္ဗာန်ဟု၍လည်းမရှိနိုင်ပေရာဆင်စစ်မှုကအာဇာတိအနုပါဒအတင်ခတအတန်နိစရာတို့အမှန်တကယ်ရှိကြသည်တာဖြစ်သောကြောင့်ဇာတိ ဥပါဒတင်ခတနှင့် အနိစရာဒီဟုသောတန်တရားမှလွတ်မြောက်ခြင်းဝိမု ക്തി နိဗ္ဗာန်ကိုသိရှိမြင်နိုင်မှသာလျှင်လို့မိန့်တော်မူခဲ့ပါသည် နိဗ္ဗာန်ကိုကိုယ်တိုင်ပေါက်မြောက်ရရှိလာတဲ့အခါမှသာကောင်းစွာနားလည်သိမြင်လာမှာဖြစ်ပြီးနိဗ္ဗာန်မရမချင်းမှာတော့ပဒါနအလို့ဖြစ်တဲ့ဓမ္မရေးအထုံးမှုကိုပဲဆက်လက်လှုပ်ဆောင်ရပါလိမ့်မယ်။မိကွန်လေးခုမြောက်အရိယသစ္စာကရောပါပါလိမ့်။အဖြစ်လေးခုမြောက်အရိယသစ္စာကတော့ဒုက္ခမှလွတ်မြောက်ရသောဥတီတဲ့လမ်းစဉ်ဖြစ်ပါတယ်။ အဲ့ဒါကိုပဲအချက်အလက်အင်္ဂါရဲ့ရှစ်ခုပါဝင်တဲ့အတွက်ဟာတင်ကမတ်လို့ခေါ်တယ်မီအဲ့ဒီအထဲမှာတမာဒိဋ္ဌိမှန်ကန်စွာသိမြင်ခြင်းတမာတင်ကပ္ပမှန်ကန်စွာကြံစီခြင်းတမာဝါစာမှန်ကန်စွာ ပြောဆိုခြင်းတမာကမန္တမှန်ကန်စွာ ပြုလုပ်ဆောင်ရွက်ခြင်းတမာအာဇီဝမှန်ကန်စွာအသက်မွေးခြင်းတမာဝါယမမှန်ကန်စွာအားထုတ်ခြင်းတမာတတိမှန်ကန်စွာသတိရှိခြင်း တမာတမာတိအမှန်ကန်စွာတည်တည်ခြင်းတို့ဖြစ်ပါတယ်။ဗုဒ္ဓဘာသာကျင့်စဉ်ထဲမှာအဲ့ဒီရှင်းပါဟာအဓိကအားဖြင့်ပါဝင်ပြီးအဲ့ဒီကျင့်စဉ်ရှင်းပါကိုပဲပြည်စုံတစ်ထပ်ပြည်စုံအောင်စူးစားကျင့်ဆောင်ရပါတယ်။ပညာရေး၊ကိုကျင့်စာရိတ္တာ၊လူမှုရေး၊စီးပွားရေးနဲ့စိတ်ဓာတ်ရေးရာစတဲ့ဘဝရဲ့အရေးပါတဲ့မျက်နှာစာအသီးသီးမှာမဂ်ရှင်းပါဟာအဓိကနေရာက ပါဝင်နေတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့်လူတဦးကောင်းမွန်တဲ့ဘဝတည်ဆောက်ဖို့အတွက်စိတ်ဓာတ်အစဉ်တန်းမြင့်မားလာဖို့အတွက်လိုအပ်တဲ့အရာတွေအလုံးဟာမှတ်ခင်ရှိပါတယ်မှာပါဝင်နေပါတယ်။အခြေခံဗုဒ္ဓဝါဒအမင်းနဲ့အဖြစ်များကို ပူဇော်ဖတ်ပြလို့ပြပါပြီ။